အဝေးခွင်းပွဲ၃ပွဲကြီးခွင့်ပိတ်ခန့်လာရတဲ့ရိုမာနဲ့လာဇီယိုပရိသတ်များအီတလီမြေစီးရီးအိမ်မှာတော့ရိုမာအသင်းနဲ့လာဇီယိုအသင်းပရိသတ်တွေကအသင်းရဲ့အဝေးခွင်းပွဲစဉ်၃ပွဲကြီးခွင့်ပိတ်ပင်ခံလိုက်ရပါပြီ။ပြီးခဲ့တဲ့ AB 7ရက်နေ့ကကစားခဲ့တဲ့ရိုမာအသင်းနဲ့လာဇီယိုအသင်းတို့ရဲ့ဓာပီပွဲစဉ်မှာနှစ်ဖက်အသင်းပရိသတ်တွေကဘောလုံးကင်းဒီမှာလမ်းနေမှာဘောလုံးကင်းဒီကလမ်းနေမှာရန်ပွဲတွေဖြစ်ပွားခဲ့ကြတာပေါ့။ဒါကြောင့်မလို့ရိုမာရေတပ်ဖွဲ့ကအသင်းနဲ့အသင်းပရိသတ်တွေကိုအထီးတွဲမှုမရှိအောင်ဓာစီခဲ့ပါပြီ။ဒါပေမဲ့ရိုမာနဲ့လာဇီယိုပရိသတ်တွေကရေတပ်ဖွဲ့ဝင်တွေကိုရန်ပြူခြင်းအယောက်ထွေနဲ့ပြစ်ပေါက်ခြင်းတွေကိုပြုလုပ်ခဲ့ကြတာမို့အသင်းပရိသတ်တွေနဲ့ရေတပ်ဖွဲ့ကြားမှာ မယုံရင်ဆန်ကပ်ဖြစ်ခဲ့ရပါတယ်။အဲဒါကြောင့်မလို့ဒီဖြစ်ရဲ့နောက်ဆက်တွဲအနေနဲ့ရိုမာအသင်းနဲ့လာဇီယိုအသင်းတို့ရဲ့အသင်းပရိသတ်တွေကဝေကွင်းပွဲစဉ်ကို၃ပွဲတိတွားရောက်ကြည့်ရှုခွင့်ပေးပြီးခံလိုက်ရပါတယ်။ရိုမာနဲ့လာဇီယိုပွဲကတပတ်တကောစီတေးရလနဲ့ပြီးဆုံးခဲ့ပြီးတော့နှစ်ဖက်သင်းကြားအမှတ်ကွာမှုကလည်း ်လာဇီယိုတင်းကရိုမာတင်းတက်နံပါတ်သာတာနေတာဖြစ်ပါရီမပေးစီယာမှာအဆင့်ရတီမှုကလည်းလာဇီယိုကအဆင့်6ရိုမာကအဆင့်9မှာမလို့နှစ်တင်းလုံးကရွေးပွဲဝင်ခွင့်တနေရာယာယီအတွက်ယာဒီကောင်ကနေနှစ်တင်းကြားပြိုင်ဆိုင်မှုပြင်းထန်နေကြတာပါနှစ်တင်းလုံးရဲ့အိမ်ကွင်းဟာလည်းအိုလံပီကိုကွင်းဖြစ်ပြီးအီတလီတင်းရဲ့အိမ်ကွင်းလည်းဖြစ်ပါရီဒီဘက်မှာတော့လာဇီယိုတင်းကအိမ်ကွင်းဖြစ်လက်ခံကစားရတာမို့လာဇီယိုတင်းကကွင်းတွင်ပြိသက်ခွဲတံပိုးများခဲ့ပါရီဒါပေမဲ့ယိုမာတင်းကတော့ယိုမာမြို့မှာလာဇီယိုတဲ့ပြိသက်အင်အားပုံပုံများပြတာဖြစ်ပါရီဒါလည်းနောက်ခံသပိုင်းကြောင်းလည်းရှိနေပြန်ပါရီယိုမာတင်းပြိသက်တွေကအောက်ရှယ်လူရန်စားနဲ့လောက်သားလူရန်စားတွေအများဆုံးအားပေးခဲ့ကြတာ တာခေဆက်ဆက်ကဖြစ်ပြီးတော့လက်ဝဲဝါရီသမားတွေများလေးလိုလေရေးသားဖော်ပြကြပါရီတပတ်ကမြို့ကန်ပြိုင်ပွဲဖြစ်တဲ့လာစီယိုတို့လေလက်တန်းစားနဲ့လူချမ်းသာလူချမ်းစားတွေကအားပေးကြရလို့တင်းနေတဲ့သမိုင်းကသိရပါရီဒါပြင်လာစီယိုပရိသတ်တွေကလက်ရရင်းသမားတွေနဲ့ဂျူတွေကိုလည်းဆန့်ကျင်တဲ့ယူရှိတယ်လို့လည်းသိရပါရီဒီလိုချက်တွေကြောင့်ဒီနေ့သင်းများပြိုင်ဆိုင်မှုဟာပြင်းထန်မှုအများကြီးကြတာဖြစ်ပါရီပြီးကြတဲ့ဒါပြပွဲမှာလေနှစ်ဖက်သင်းပရိသတ်တွေကြောင့်အီတလီရဲ့တပ်ဖွဲ့ဝင်73ဦးထိကြီးကြပ်တန်ရာရှိခဲ့လို့သိရပါရော ေပွဲကအီလီဆန်တော်ချိန်ညနေ6:45မိနစ်မှာစတင်ကစားတာဖြစ်ပြီးရဝင်းစံခတ်ဖြစ်ပွားမှုကတော့ပွဲမစတင်ခင်မှာဖြစ်ခဲ့တာပါ။အီတလီပြည်ထောင်စုဝန်ကြီးကတော့နှစ်သင်းလုံးရဲ့ပရိသတ်တွေကိုအဝေးခွင့်ကြီးရှုခွင့်သုံးပွဲပိတ်လိုက်ပြီးနောက်အသီးတွေမှာလည်းအလိုမျိုးပြိုင်ဆိုင်မှုပြင်းထန်တဲ့ရိုမာလာဇီယိုဒါဘီမျိုးမီလန်ဒါဘီမျိုးပွဲတွေကိုညနေခင်းချိန်မှာမကျင်းပပဲ နေလေကင်းချိန်မှာပဲပြုတ်လို့ရမယ်လို့အမိန့်ထုတ်လိုက်ပါရီအဲဒီပြင်တော့နေလေကင်းနေမှာတော့ရတပ်ဖွဲ့ဝင်တွေကပို့တော့မြင်နိုင်စွမ်းကောင်းနိုင်ဖို့နဲ့လူတွေကိုပို့တော့ထိန်းချုပ်ရလွယ်ကူဖို့အတွက်ဖြစ်တယ်လို့ဆိုထားပါရီအီတလီကမီဒီယာတွေကတော့မြို့ပြတိုက်ပွဲဆိုပြီးတော့ဒါမှခေါင်းစဉ်တက်ရေးသားဖော်ပြနေကြပါရီခေရတမိုင်းကြောင်ရဘောလုံးသင်ပရိသတ်တွေချင်းချင်းကြားစကားများရာရန်ဖြစ်တာတွေကဆက်ရှိနေအောင်ပါပါဘီဒါပေမဲ့အကြီးတန်းလုံးနဲ့ဖြစ်ရတဲ့ဖြစ်မှာသွားဖို့တော့လိုအပ်တာဖြစ်ပါရီ